အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ရောဖြစ်ပါတယ်2025ခုနှစ်မေလ22ရက်ကျော်လာရေးနေ့ညနေခင်းစေတရင်သုံးသက်ချင်များကိုဖတ်ကြားတင်ပြပေးတော့မှာဖြစ်ပါတယ်အမော်တိုက်ပွဲမှာစစ်ရဟရင်သုံးစီးတဲ့ကနှစ်စီးကိုပိုင်ပိုင်နိုင်နိုင်ပြစ်ချနိုင်ခဲ့တဲ့ KIA ကရှင်တို့မြောက်ရေးတက်မတော်ရဲ့လက်ရည်ကတော့လက်ဖြားခါရတယ်လို့ဆိုရမှာဖြစ်ပါတယ်ပထမတစ်ချိန်ရဟရင်နဲ့အင်အားဖြည့်တင်းနိုင်ခဲ့လို့ အမှန်နဲ့စတဲ့စစ်စေးကိုကဲမှုဌာနတဲ့ဝင်းကျင်နေရာတွေကိုစစ်တပ်ဘက်ကပြန်လည်ဆိုးမှုနိုင်တဲ့အခြေအနေရှိသွားပြီလို့ယူဆမိပါသေးတယ်။ကြံရီတို့ဟာသတိကင်ရင်တို့ကြိုတင်စီစဉ်ပြီးတမင်ဟပေးထားတာလို့ဆိုရမှာဖြစ်ပါတယ်။စောပိုင်းကာလတွေတုန်းကရရင်စစ်မှုစစ်စေးကိုကဲမှုဟာအမဲကြောင့်မပေးရဘူးဖြစ်ပါတယ်။နောက်ပိုင်းမှာစစ်ကူမရရင်ကျင်းတော်ကိုကြော်ပြီးခံစစ်ဆင်ရမယ့်နမိတ်လက္ခဏာရှိတာကြောင့်အရေးစုံပြီးအမဲကြောင့်အာမခံပေးလိုက်ရတာဖြစ်ပါတယ်။စစ်စေးကိုကဲမှုပေးလိုက်တဲ့အမဲကြောင့် ရရဲ့နစီပျက်စီးဆုံးရှုံးရတဲ့အတွက်စစ်စေရေးကုကဲမှုရောစစ်တိုင်းမှုရောရင်ွေးအိုးတွေရောက်မဲ့အခြေအနေရှိပါတယ်စစ်စေရေးကုကဲမှုအတွက်ရင်ွေးအိုးတွေရောက်မှာဆိုရင်ပျော်နေမှာဖြစ်ပေမဲ့ရရဲ့ဒဇင်းဆုံးရှုံးဒဇင်းပျက်စီးခဲ့ရတာကြောင့်မသိမချင်းခံစစ်စင်ဆိုပြီးပြစ်ထားတော့မှာဖြစ်ပါတယ်ဒီချက်ကိုစစ်စေရေးကုကဲမှုလဲသဘောပေါက်လောက်နေလောက်ပြီးဖြစ်ပါတယ်သို့ပါ၍အလံပြူတောင်လက်နက်ချောင်းကိုနှိစက်လာပြီလို့ယူဆမိပါတယ် စစ်ကောင်စီအားစစ်စင်နေနေဒီမှာရှိတဲ့ရဟရင်ဝင်ရှိတဲ့စခန်းကြီးစခန်းငယ်တိုင်းကိုရဟရင်ရတန်းချိန်9မိနစ်အတွင်းအတက်အစင်အတင်ချပြီးပြအောင်လေ့ကျင့်ထားဖို့ညွှန်ကြားထားတာဖြစ်ပြီးရဟရင်ဟာလည်းစဉ်သက်နေစဉ်မှာရက်ဆက်ရတန်းထားခြင်းမရှိဘူးဖြစ်ပါတယ်။အစင်အချားနဲ့ကိစ္စဝိစာတွေပြီးမှရဟရင်ပေါ်ပြန်ထည့်ပေးလိုက်မယ်ပစ္စည်းပစ္စည်းရနဲ့လူတွေတင်ရတက်ရတာဖြစ်ပါတယ်။တန်ခါလဲအားအချိန်ကြောင့်ချင်းညာတော်နဲ့တနတ်နဲ့ရဟရင်ပေါ်မနေ့ကြားကံပြီးတက်ရတာဖြစ်ပါတယ်။ ယခုဖြစ်စဉ်မှာကြည့်ရတဲ့မှတ်တမ်းဗီဒီယိုရပထမရဟန်းရဲ့သတိပြစ်ခတ်နေရစင်ပါတယ်ဒုတိယရဟန်းရလေထဲကိုစတင်တက်သွားတာဖြစ်ပါတယ်ပြတ်ကျသွားခဲ့တဲ့ရဟန်းရဲ့ပိုင်းတော်ဟာကြောက်စိတ်အလွန်ကြီးမားသောပုံရပါတယ်တကယ်လို့သာဒီပေါ်ပြန်တက်မပြေပဲရဟန်းရဲ့ကိုဆက်တက်ပြီးရဟန်းမြင်မော်ကအဆင်ပြေခဲ့မယ်ဆိုရင်တော့မက်စီကိုက်မှာမဟုတ်ဘူးဖြစ်ပါတယ်ဒါပေမဲ့တူတွဲကဒီမှာနေရင်လည်းပြန်လာမယ်ပြီးစစ်ထိုင်တိုက်နေရတော့မယ်အတွေ့လဲရှိချင်ရှိနေမှာဖြစ်ပါတယ် ဗမောစနေနဇာဦးတေယူဖို့ဆောင်ရဟတ်ရင်တွေကာလတော်ကြမလာတော့ဘူးဆိုတာကတော့မြေကြီးလက်ခတ်မလွဲသေးကြသွားပြီဖြစ်ပါတယ်စစ်ကူရောက်စရာအကြောင်းမရှိတော့ဘူးရိတ်ကခေယံတူတဝဲကူတဝဲရမယ်ရဟတ်ရင်နစီပြစ်ချခံလိုက်ရတာကိုကြားသိရတဲ့ဗမောကစစ်သားတွေစိတ်နဲ့ပြည်ပြသွားပြီဖြစ်ပါတယ်ဗမောဟာကြကူကြတော့မှာဖြစ်ပါတယ်နောက်တစ်ချက်ကရွှေကူကမစင်းကိုပါထပ်မှန်တိုက်ခိုက်ဖြည့်ဆည်းနိုင်ခဲ့တာပဲဖြစ်ပါတယ်ရွှေကူမှာနေမြကန်တိုက်ရင်နှင်းအပြင်အမတ်ဆက်ချက်ချင်းမြန်တပ်မဌာနချုပ်နဲ့လက်အောက်ခံတပ်တချို့ရှိနေတာကိုလည်းတွေ့လိုက်ရပါတယ် ဘောမောကိစ္စဝိစာအားလုံးဖြတ်ပြီးရွှေကူကိုလက်ပြန်ဖြတ်လာနိုင်ကြရှိတယ်လို့အမှန်းဆရပါတယ်။အဆိုပါရဟယေပြစ်ချခဲ့တဲ့ဖွဲ့ကိုဘူဂျုံကြီးခွမ်မောကိုယ်တိုင်တိန်းသုံးရလက်ထဲအရောက်စုချင်းနေတာကိုတွေ့ရတော့နောက်ထပ်ပြစ်ချနိုင်မှုအားအင်တွေပုံမရရှိသွားပြီဖြစ်ပါတယ်။